အားလုံးပဲမင်္ဂလာပါကျွန်မ Cherish Weaver Counseling Corner ရဲ့ Counselor တူဖြစ်ပါတယ်ဒီနေ့မှာတော့အားလုံးစီမှာကျွန်မမျှဝေသွားခြင်းနဲ့အကြောင်းအရာလေးတစ်ခုရှိတယ်ဘာအကြောင်းလေးဖြစ်မလဲဆိုလို့ရှင်တော့ November လောက်ကိုရောက်လာပြီဆိုလို့ရှင်တချို့သောသူများလည်းပဲသတိထားမိကြမယ်တချို့သတိမထားမိတဲ့လူတွေလည်းရှိကြမယ်ဒါကြောင့်မလို့ဒီနေ့ကျွန်မဒီနေရာမှာရောက်နေခြင်းဖြစ်ပါတယ် မတိဘူးဆိုလို့ရှိရင်လည်းအားငယ်စရာမလိုဘူးအဲ့တော့ جماعه က mental health နဲ့ပတ်သက်ပြီးတော့မှ professional တယောက်အနေနဲ့အာလူတွေကို service တွေပေးနေတဲ့ counselor တယောက်ဖြစ်တဲ့အခါမှာဒီ November လသည်ကဘာနဲ့ဝမ်းမှာအမျိုးသားများရဲ့စိတ်ချမ်းသာရေးကိုမြင့်တင်နှိုးဆော်ပေးတဲ့လအနေနဲ့ကဘာနဲ့အဝမ်းမှာကျင်းပကြတယ်အဲ့တော့ဒါကိုလည်းပဲနာမည်လေးခေါ်ထားတာရှိတယ် ဲ့တော့ November ဆိုတဲ့ဟာရဲ့ mustard လို့ခေါ်တဲ့နှခမ်းမွေးဒီနှစ်ခုကိုပေါင်းပြီးတော့မှ November ဆိုပြီးတော့မှအဖွဲ့အစည်းတစ်ခုက2003 2004မှာ Australia နိုင်ငံမှာစပြီးတော့မှပေါ်ပေါက်လာခဲ့ပါတယ်အဲ့တော့အမျိုးသားတစုဟာဆိုလို့ရှိရင်ဒီ November လမှာနှခမ်းမွေးတွေကိုထားပြီးတော့မှအမျိုးသားများရဲ့ကျန်းမာရေးဘလောက်အရေးကြီးတယ်လဲ အမျိုးသားများရဲ့ကျမ်းမာရေးလို့ပြောတဲ့အခါမှာဘာရီပါလဲဆိုတော့အာကြီးနေတဲ့ပြဿနာတွေတိမဲ့အမျိုးသားများမှာ အဖြစ်များဆုံးသောကင်ဆာတွေက prostate cancer တွေဖြစ်မယ် testicular cancer တွေဖြစ်မယ်ပြီးရင် suicidal issue တွေဖြစ်တယ်အမျိုးသားများရဲ့စိတ်ကျန်းမာရေးစတဲ့အကြောင်းတရားတွေကို အသိပညာပေးဖို့အတွက် November လ2003 2004 Australia နိုင်ငံမှာအမျိုးသားများက နှကမ်းမွေးကိုအကြောင်းပြုရာကနေပြီးတော့မှစလာတဲ့လှူရှားမှုတစ်ခု ဖြစ်တယ်ဆိုတာလေးကို အရင်ဦးဆုံး background အနေနဲ့ရှင်းပြချင်ပါတယ်။အဲ့တော့ November လတိုင်းမှာဒီ Movable Charity Foundation ဟာကြီးထွားလာတယ်။ကဘာနဲ့အဝမ်းမှာ2012မှာဆိုလို့ရှိရင်ကဘာရဲ့ top 100 NGO စည်ရင်းဝင်တဲ့အထိဒီ Movable Charity charity foundation ဟာဆိုလို့ရှိရင်ကဘာနဲ့အဝမ်းမှာတို့ရဲ့လှုပ်ရှားမှုတွေကိုအတိအမှတ်ပြုလာကြတယ်ဆိုတာကလည်းပဲကျမတို့တည်တင်တဲ့သမိုင်းဝင်အချက်လေးတစ်ခုဖြစ်မယ်လို့လည်းဒီနေရာကနေညွှန်ချင်ပါတယ်အဲ့တော့ကဘာကနေတောင်ဒီလိုမျိုးအမျိုးသားတွေရဲ့စိတ်ပိုင်းဆိုင်ရာကြမ်းမာခြင်းရုပ်ပိုင်းဆိုင်ရာကြမ်းမာခြင်းကို ပြောနေကြတဲ့အချိန်မှာ ကျမတို့မြန်မာနိုင်ငံနဲ့တဝမ်းမှာလည်းပဲဒီကြောင်းတရားတွေကို ပြောဖို့လိုအပ်လာတယ်လို့ ကျမကိုယ်တိုင်ခံစားရတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမှာကြည်နေကြတဲ့ခြေရတဲ့သူများရှင့်ကျမတို့အားလုံးမှာအဖေရှိတယ်။အဖိုးရှိတယ်။အကိုရှိတယ်။ right ခင်မွန်းတယ်ရှိတယ်။လှုပ်ဖို့ကင်ဘက်မှာကျမတို့အရင်ရင်းမိရတဲ့ colleague တွေထဲမှာအမျိုးသားတွေဆိုတာတွေကျမတို့မကင်းကြဘူး။အဲ့တော့ဒီအမျိုးသားတွေ ਨੇ ပတ်သက်တဲ့ စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကြံ့မာခြင်းဟာလည်းပဲကျမတို့မှာတာဝန်ရှိတယ်ကျမတို့တွေဓာတ်နဲ့ပတ်သက်တဲ့အသိပညာဘေးတွေပြောဖို့လိုတယ်ဆိုတာလေးကိုကျမစိတ်ထဲမှာအင်မတန်မှအနှိုးဆော်တယ်အားကြောင့်မလို့ဒီနေရာမှာကျမပြောဖို့ရန်ရောက်လာခြင်းဖြစ်တယ်โอเคဒါဆိုလို့ရှိရင်ဆက်သွားကြရအောင် အမျိုးသားများမှာအဖြစ်များတဲ့ခုနကကင်ဆာယောဂါတွေကျွန်တော်တို့သိပြီးပြီအဲ့တော့ကျွန်မဒီအကြောင်းပြောမှာမဟုတ်ဘူးကျွန်မကဆေးဖက်ဆိုင်ရာဆရာဝန်မဟုတ်တဲ့အတွက်ကျွန်မရဲ့ concern ကတော့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အကြောင်းပဲပြောမှာဖြစ်ပါတယ်။ဘာကြောင့်ဒီအကြောင်းကိုပြောဖို့လိုလဲဆိုလို့ရှင်အမျိုးသားများကိုကျွန်မတို့ကဘာပြောတတ်တယ်လဲဆိုလို့ရှင် man up shut up ဘာပြောချင်လဲဒီကြမယ်နဲ့တူရယ်နော် အမျိုးသားများကကြန့်ခံရမယ်မတ်နေရမယ် and then shut up မပြောနဲ့ ဘာတွေမပြောခိုင်းတာလဲဘာတွေကိုကြံ့ခိုင်းခိုင်းတာလဲ man up ဆိုတာကမျိုးသားဖြစ်ပြီဆိုတာနဲ့မျိုးသားတွေကြံ့ခိုင်းရမယ်တောင့်တင်းရမယ်မာကြောရမယ်အားလုံးကိုသူတို့ကဝင်သားတွေကိုထမ်းရမယ် so man up and then shut up ပိတ်ထားမယ်ဘာကိုပိတ်ခိုင်းတာလဲသူတို့ရဲ့ခံစားချက်တွေအစင်မပြေတာတွေစိတ်ပိုင်းဆိုင်ရာမှာနွမ်းနယ်တာတွေဟိုစိတ်သက်တည်ကြတာတွေဝမ်းနည်းတာတွေငိုချင်တာတွေဒါတွေကြာသူကဘာလုပ်ခိုင်းလဲဆိုတော့ shut up ဆိုပြီးတော့မှပြောတာ ဖြစ်ပါတယ်။အဲ့တော့ဒီကနေ့ကျွန်တော်တို့ပေါ့ဝင်ကြုံပြန်ကြည့်ကြရအောင်။ဒီဆောင်ပုတ်နဲ့အညီ man up and then shut up ။အဲ့ဒါကိုငငယ်ကလေးကမိဘများက ပုံသွင်းလာခဲ့တယ်လို့ကျွန်မပြောရင်မမှားနိုင်တော့ဘူးနဲ့ဒူတယ်နော်။အမျိုးသားများအင်မတန်မှအောင်မြင်ပြီးတော့မှစီးပွားရေးမှာလူမှုမှာအခန်းကဏ္ဍအသီးသီးမှာအင်မတန်မှအောင်မြင်တဲ့အမျိုးသားများသည်သူတို့အောင်မြင်နေတဲ့ နောက်ကွယ်မှာလူတိုင်းကိုသူတို့ချမပြနိုင်တဲ့ပင်မန်းမှုတွေနွမ်းနယ်မှုတွေစိတ်ပိုင်းဆိုင်ရာမှာ ရှိတတ်ကြတယ်။ဒါတွေကိုသူတို့အမျိုးသားတွေကိုယ်တိုင်ကလစ်လျူရှုတတ်ကြတယ်လို့သူတို့ပတ်ဝန်းကျင်မှာရှိတဲ့သူတို့နဲ့တက်ဆိုင်ရာမိခင်ဇနီးသားမယား colleague တွေကလည်းပဲလစ်လျူရှုတတ်တာကအင်မတန်မှဝမ်းနည်းစရာ ကောင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့စစ်တမ်းကောက်ချက်တွေအများ အမျိုးသားနဲ့အမျိုးသမီးတွေနဲ့ရှင်လိုက်တဲ့အခါမှာ suicide လို့ခေါ်တဲ့မိမိကိုမိမိအဆုံးစီရင်ခြင်းတွေကိုတကယ်လက်တွေ့လုပ်တဲ့ရခိုင်နှုံးသည်အမျိုးသမီးများထက်အမျိုးသားများက ပိုနေကြတယ်ဆိုတာကိုလည်းပဲစစ်တမ်းတောက်ချက်အရာ အများကြီးတွေ့ရတယ်။အဲ့ဒါတွေကိုလည်းမပိုတွေ့ရလဲဆိုလို့ရှိရင်ဟောင်ကောင်တို့ပြီးလို့ရှိရင်ကျမတို့အနေနဲ့ဒီဟောင်ကောင်ဆိုတာကလည်းအင်မတန်မှ အလုတ်ကိုစူးစမ်းပန်းစားလုပ်နေတဲ့အင်မတန်မှခက်မှီတဲ့နိုင်ငံကြီးတွေဒီလိုပဲအရန်ခက်မှီတိုးတက်တဲ့နိုင်ငံကြီးတွေကစစ်တမ်းကောက်ချက်တွေအရာဆိုလို့ရှိရင်အမျိုးသားများရဲ့စိတ်ပိုင်းဆိုင်ရာယုံယုံပျက်စီးမှုတွေက အမျိုးသမီးများထက်ပိုတက်ကြပါတယ်။ဘာဖြစ်လို့ဖြစ်မလဲ။အဲ့တော့အမျိုးသမီးတွေကကြတော့ face to face နဲ့ကျမတို့တွေက share လုပ်ကြတယ်။အမျိုးသားတွေကမျိုးသမီးနဲ့ မတူတာက site by site ဖြစ်ပါတယ်အဲ့တော့ site by site sharing နဲ့ face to face sharing ဆိုတဲ့နေရာမှာလည်းပဲကျမတို့ခန္ဓာကိုယ်ကနေထုတ်လွှတ်တဲ့ hormone dust တွေကလည်းတစ်ခုနဲ့တစ်ခုမတူနေကြပါဘူးအဲ့တော့ face to face နဲ့ကျမတို့တယောက်နဲ့တယောက်စကားတွေပြောကြတယ်ဝေမျှကြတယ်ဆိုလို့ရှိရင်ကျမတို့တွေရဲ့ဒီ anxiety ဖြစ်စေတဲ့ cholesterol တွေက အင်မတန်မှရော့ကြသွားစေပါれ။ဒါပေမဲ့ site by site လို့ခေါ်တဲ့အမျိုးသားများရဲ့ sharing လုပ်တဲ့ပုံစံတွေကဘေးမှာပဲရှင်ပြီးပြောကြတဲ့အခါမှာသူတို့ကိုအယမ်းကိုစိတ်ဖိစီးမှုပေးစေတဲ့ဒီ hormone တွေ anxiety ဖြစ်စေတဲ့အရာတွေကအမျိုးသမီးလောက်ကြာမသွားဘူးငြိမ်မသွားဘူးဆိုတာကိုလည်းပဲစစ်တမ်းများအရာတွေးရှိရတာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာ အမျိုးသားများဘာကြောင့်ဒီလိုဖြစ်လာရတာလဲအခုနကျမပြောပြီးပြီ man up ရှက်တာမိခင်တွေကငငယ်ကလေးကတားယောက်ျားလေးငွေးလာပြီဆိုလို့ရှင်ဖခင်နေရာမှာအားကိုးကြတယ်တချို့မိခင်တွေကြတော့လေသူခင်ပွန်းတဲ့စီကမရတဲ့မျောလင်းချက်တွေသူခင်ပွန်းတဲ့စီကမရတဲ့အရာတွေနဲ့တားပေါ်မှာမျောလင်းချက်တွေနဲ့ပြုစုပြိုးထောင်နေ control လုပ်ကြတယ် အဲ့တော့သားတော်တော်များများကမိခင်နဲ့ပတ်သက်တဲ့သူတို့ရဲ့ attachment တွေ healthy မဖြစ်တာတာလေးလည်းအများကြီးရှိလာ anxiety တွေများလာတယ်နောက်တစ်ခုသားယောက်ျားလေးဆိုတာကကြန့်ခံရမယ်တန်မှန်ရမယ်အရာအလုံးကိုပကုံးထမ်းနိုင်ရမယ်မိသားစုရဲ့ကြောထောက်နောက်ခံ pillar ကြီးတစ်ခုအနေနဲ့ သားယောက်ျားလေးတွေကိုမိခင်ဖခင်အဖိုးအဖွာမိသားစုတစုလုံးနဲ့ society ကသူတို့ပေါ်မှာကျမတို့ရဲ့ညှော်မှန်းချက်တွေဟာတခါတလေသူတို့မနိုင်တဲ့ဝင်ကြီးကိုထမ်းခိုင်းရတယ်လို့ပဲသူတို့တွေဟာဒီဝင်ကြီးကိုထမ်းပြီးတော့မှနေလာကြရတဲ့အခါမှာတော့လကောက်နောက်တစ်ခုငငယ်ကလေးကအမျိုးသားခလေးငယ်လေးဟာငိုရာပဲဖြစ်ဖြစ်ကြီးကြတာပဲဖြစ်ဖြစ် သူ့ရဲ့ sibling လို့ခေါ်တဲ့မွေးချင်းမောင်နှမတွေကြားထဲမှာညီငယ်ညီမငယ်တွေအမတွေနဲ့ရှင်ပြီးတော့မှစိတ်ကောက်တာစိတ်ဆိုးတာဝမ်းနည်းတာငိုတာတားယောက်ျားလေးဆိုရင်ကျမတို့ကတိတ်ခွင့်မပြုချင်ကြဘူးအဲ့လိုနေတဲ့တားကိုလည်းပဲကျမတို့တွေ language သုံးတဲ့နေရာမှာအင်မတန်မှဝမ်းနည်းစရာကောင်းတယ်။နင်ကမိမဆန်လိုက်တာ။နင်ကပျော်ညံ့လိုက်တာ ဘာဖြစ်လို့နင်းညီမငိုတိုင်းနေရငိုရတာလဲမင်းကယောက်ျားလေးလေမင်းကဒီလိုငိုဖို့မဟုတ်ဘူးလေဆိုတော့စကားလုံးတွေ language တွေကျမတို့သုံးလိုက်တဲ့အရာကနေအမျိုးသားတရမှာ60ရာခိုင်နှုန်းကျော်ကငိုရာခန်းစားချက်တွေထုတ်ပြတာအစင်မပြေတာတွေပြောပြတာတွေကပြော့ညံ့တဲ့အမျိုးသားများရဲ့လက္ခဏာအမျိုးသားကောင်းတယောက် ဖြစ်ခြင်းနဲ့မထိုက်တန်တဲ့လက္ခဏာတွေလို့တတ်မှတ်လာရကနေအမျိုးသားတတော်များများဟာခံစားချက်တွေကိုမပြောရာကအကျင့်တစ်ခုဖြစ်လာကြတယ်လို့ပြောရင်ရပါတယ်အဲ့တော့ဒီကနေ့ကျွန်တော်တို့ပတ်ဝန်းကျင်ကိုပြန်ကြည့်ကြရအောင်ကျွန်မအခုနပြောလိုက်တဲ့ဟာတွေကမှန်မှန်ကိုကြည့်နေတဲ့သူတွေကောင်းကောင်းသိပါလိမ့်မယ် ဒီညာလေးမှာ illustration လေးတခုကျွန်မထပ်ပြီးတော့မှပေးခြင်းလေကျွန်မအဖြေမပေးဘူးကိုဟောက်ကိုစဉ်းစားကြည့်ရအောင်ကေ၍တင်ဟာအခန်းတစ်ခုထဲကိုဝင်သွားလိုက်တဲ့အချိန်မှာဇပွဲပေါ်မှာဝမ်းနဲ့ပလက်နဲ့ငိုယိုနေတဲ့အမျိုးသမီးတယောက်ခေါင်းငိုက်ဆိုင်ပြီးတော့မှအင်မတန်မှလောကယူစိတ်ပြက်နေတဲ့အမျိုးသမီးတယောက်ကိုအမှောင်ထဲမှာထိုင်နေတာတွေ့နေရင်သင်ဘလို့ သူ့ကိုပြောမလဲကျမအခြေမပြေဘူးเนาะကိုယ့်ဟာကိုစဉ်းစားကြည့်ရဒုတိယအဲ့ဒီမြင်ကွင်းမှာပဲအဲ့ဒီအမျိုးသမီးနေရာမှာယောက်ျားလေးအမျိုးသားတယောက်ထိုင်နေတယ်အင်မတန်မှကြေကွဲတယ်ဝမ်းနေတယ်အမောင်ထဲမှာခေါင်းငိုက်ဆိုင်နေသူ့ကျင်တတော်လေးကိုစိတ်တကြနေတယ်ဒီအမျိုးသားဝကျမတို့ဘယ်လိုပြောဖြစ်မလဲကိုယ်စိတ်ထဲမှာအဖြေရှာကြည့်ရအောင်ဒီနေရာမှာကျမတို့ မတူတာတွေတွေ့ရလိမ့်မယ်တကယ်ပဲမတူသင့်ဘူးလားအခုနကျမတို့မြင်နေရတဲ့အမျိုးသားနဲ့အမျိုးသမီးပေါ်မှာကျမတို့ထိတ်တိုက်ရင်ဆိုင်ရတဲ့အခါမှာ အမျိုးသမီးပေါ်မှာကျမပြောတဲ့စကားအမျိုးသားပေါ်မှာကျမပြောတဲ့စကားကတကယ်ပဲကွဲလွဲသင့်သလားမတူသင့်ဘူးလားဘာကြောင့်လဲစဉ်းစားကြည့်ကြရအောင်ယောက်ျားဖြစ်တာနဲ့ပဲတမျိုး အမျိုးသမီးဖြစ်တာနဲ့ပဲတမျိုးဆိုတော့ကျမတို့ရဲ့ဒီ fix လုပ်ထားတဲ့ mindset တွေကိုဒီကနေ့ဖြေဖြောက်ကြရအောင်ကျမတို့တိထားဖို့ကအမျိုးသားတည်တော်လည်းကောင်းအမျိုးသမီးတည်တော်လည်းကောင်းလူသားတယောက်ဖြစ်တယ်ဆိုတာမမေ့ကြရလူသားမှန်ရင်ခံစားတတ်တယ်လူသားမှန်ရင်မိမယောက်ျားမရွေးမိခဲ့တော့ emotions feeling ဆိုတာကသူတို့အတွက် ကျမတို့အတွက် valid ဖြစ်တယ်ခံစားခွင့်အပြည့်အဝရှိတယ်ဆိုတော့အတွေးကိုကျမတို့တွေကောင်းတယ်မှာဒီနေ့ထားစေခြင်း ਨੇ အဲ့ဒီခါကျမှအမျိုးသားအမျိုးသမီးပေါ်မှာကျမတို့တွေနှစ်သိမ့်တဲ့ပုံစံနေသူတို့စိတ်ပိုင်းဆိုင်ရာအဆင်မပြေဖြစ်တဲ့အခါမှာသူတို့ပေါ်မှာကျမတို့ရဲ့အမြင်နေကျမတို့ perception တွေကဒီနေရာမှာပြောင်းလဲစေချင်ပါတယ်အဲ့တော့ ဒီနေ့မှာအမျိုးသားများကိုလည်းပဲဒီနေရာနေအားပေးခြင်းတယ်အဲ့တော့အမျိုးသားဖြစ်ခြင်းရဲ့တကယ်ကြံ့ခိုင်ခြင်းတကယ် strength လို့ခေါ်တယ်ကိုယ့်ရဲ့အားသာခြင်းက mark step ပြီးတော့မှအရာအားလုံးမှာ i'm okay ဆိုရဲဟာလေးမဟုတ်နေပါဘူးလို့အဲ့တော့အမျိုးသားများ အဖေများအဖိုးများဦးလေးအဲ့တော့အကူမောင်များဒီနေ့မှာကျွန်မပေးခြင်းတဲ့ message လေးက တကယ်ကြန့်ခိုင်ခြင်းနဲ့တကယ်တတ်တိရှိခြင်းဆိုတာကကိုယ့်ရဲ့အစင်မပြေမှုကို ကိုယ့်ရဲ့ vulnerability ကိုချပြခြင်းဖြစ်တယ်။ Honestly ငါအစင်မပြေဘူးမိမကြီး။ဒါတို့သမီးတို့ရေအဖေဒီရဲ့ပိုင်းနေအစင်မပြေဘူး။အဖေစိတ်တွေစိုးနေအဖေဝမ်းနေတယ်။အဖေစိတ်သက်တွေကြနေတယ်။စတဲ့အကြောင်းတရားတွေကိုပြောပေးပါဒစိမ့်စီမှာ မပြောရင်တောင်မှကိုယ့်ရဲ့အိမ်ထောင်မှာ ကိုယ့်ရဲ့သားမယားတွေကို ြောပေးပါအဲ့တော့တကယ်ကြံ့ခိုင်ခြင်းနဲ့တကယ် courage ကတတိရှိခြင်းအစ်စ်အမှန်ကကိုယ့်ရဲ့ခံစားချက်တွေကိုတကယ်အဖြစ်အတိုင်းပြောပြခြင်းကယောက်ျားများလို့ခေါ်တဲ့ masculine အမျိုးသားများအတွေ့တကယ်စစ်မှန်တဲ့ကြံ့ခိုင်မှုဖြစ်တယ်။နောက်တစ်ခုငါအကူညီလိုနေပြီ။အကယ်၍ကို့မှာရင်ဖွင့်စရာအကြောင်းတွေရှိလာပြီ။ကိုယ့်ရဲ့နေထိုင် ပုံတွေကိုယ့်ရဲ့တွေးပုံတွေကကိုယ့်ကိုအနှောက်အယှက်ဖြစ်နေပြီ concentration တွေမရတော့ဘူးကိုယ့်ရဲ့ဒေါသတွေစိတ်ဆိုးမှုတွေကိုကိုထိန်းချုပ်မရတော့ဘူးဘလို့အပ်တဲ့ကိုယ့်ရဲ့သားသမီးနဲ့ကိုယ့်ရဲ့ဇနီးတွေပေါ်ရင်းမှာကိုအပြစ်တွေပုံချလာပြီဆိုရင်ဒါရှက်စရာမဟုတ်ဘူးရှင့်အဲ့တော့အကူအညီတောင်းပါအကူအညီယူလို့ရတဲ့နေရာတွေကကျမတို့ counseling corner တွေမှာလည်းအကူအညီလာယူလို့ရတယ်။တခြား counseling services တွေကိုမြန်မာနိုင်ငံမှာအများကြီးပေးတဲ့နေရာတွေရှိနေပါ အဲ့တော့ကျမတို့ Google မှာ search လုပ်ရတယ် Facebook တွေမှာလည်းပဲအများကြီးရှိနေတယ်အဲ့တော့အကူအညီယူခြင်းဟာအားနည်းချက်မဟုတ်ဘူးဆက်စရာလည်းမဟုတ်နေဘူးအဲ့တော့ဖခင်များအကိုများမောင်များဦးလေးအဖိုးများကျမ်းမာမှကိုချစ်ရတဲ့မိသားစုလည်းကျမ်းမာမှဖြစ်တဲ့အတွက် တကယ်အစ်စ်အမှန်တတိ ကြန့်ခိုင်ခြင်းဆိုတဲ့အရာကကိုယ့်ရဲ့အစစ်မပြေမှုကိုချပြပါကိုယုံကြည်ရတဲ့လူစီမှာ ပြောပြပါ ဖွင့်ပြောပါ အကူအညီတောင်းပါအဲ့ဒါကယောက်ျားတွေအတွက်ဒီကနေ့ကျွန်မပေးချင်တဲ့ message လေးဖြစ်ပါတယ်ရှင့်နောက်တစ်ခုထပ်ပြောချင်တာလေးကအမျိုးသားများအတွက်မိခင်များအမေများသားသမီးများညီကိုမောင်နှမများ colleagues လို့ပေါ်ကိုင်းပတ်တယ် တို့အတွက် safe space ကိုကျမတို့ပေးကြရအောင်တို့ရဲ့စိတ်ပိုင်းဆိုင်ရာ အစင်မပြေမှုတွေတို့ရဲ့ one name မှုတွေခြေခွဲမှုတွေပင်ပန်းမှုတွေနွမ်းနယ်မှုတွေဒေါသထွက်မှုတွေအတွက်တို့ရင်ဖွင့်လို့ရတဲ့နေရာ safe space ကိုကျမတို့ပေးဖို့လိုပါတယ်အဲ့တော့ safe space လို့ပြောတဲ့အခါမှာဘာကိုပြောတာဖြစ်မလဲနံပါတ်1နားထောင်ပေးပါအဲ့တော့နားထောင်ပေးပါဆိုတဲ့စကားကို since ကျွန်မဒီ counseling ကိုခြေလှမ်းလှမ်းကြရကျွန်မပြောလာခဲ့တယ်။လူမျက်နာတစ်ခုပြန်ကြည့်ရအောင်။မျက်လုံးတစ်ခုရှိတယ်၊နားနှစ်ခုရှိတယ်၊ဗစက်ကတစ်ပေါက်ပဲရှိတယ်။နှာခေါင်းတောင်မှာနှစ်ပေါက်ရှိတယ်။အဲ့တော့ဒီမျက်လုံးမှာအရေးကြီးတဲ့အရာတွေအားလုံးမှာနှစ်ခုရှိနေတယ်။ဗစက်ကလေးကတစ်ပေါက်ပဲရှိတယ်။စဉ်းစားမိကြရဲ့လား။ကျွန်မတို့ရဲ့ရှေးလူကြီးတွေပြောခဲ့တာလည်းရှိပါတယ်။နားနှစ်ခုရှိတယ်ဆိုကြဲက နားထောင်ခြင်းဆိုတဲ့အရာကအင်မတန်အရေးကြီးတယ်။မျိုးလုံးကနှစ်ခုရှိတယ်ဆိုကြတဲ့ကပဝင်းခြင်းမှာကျမတို့ရဲ့ပဝင်းခြင်းမှာရှိနေတဲ့လူတွေကိုညင်တက်ဖို့ကြည်ပေးတဲ့မျိုးလုံးလိုအပ်ပါတယ်။ဒါပေမဲ့ပါဇက်ကလေးကတပါ့ပဲရှိတယ်။အဲ့တော့ညံ့များပြောခြင်းမဟုတ်ပဲနဲ့ပြောတဲ့နေရာမှာတော့ဒီပါဇက်ကလေးတပါ့လေးရှိခြင်းအပြင်ညံ့များနားထောင်မယ်။နည်းနည်းပဲ ပြောခြင်းအပြင်အမျိုးသားများရဲ့စိတ်ပိုင်းဆိုင်ရာကိုကျမတို့တွေက safe space ကိုပေးနိုင်မှာဖြစ်ပါတယ်။နံပါတ်1သူတို့တွေရဲ့ safe space မှာ ကျမတို့လုပ်ပေးနိုင်တာကသူတို့တွေကို language တွေနဲ့ label မတက်ကြရအောင်မင်းကလေကွာဒီအလုပ်တွေလုပ်လို့ပြီးမှယောက်ျားမပီတာလိုက်တာယောက်ျားလေးဆိုတာဒါလောက်ကတော့ဘီယာတောက်ပြောက်လာ။အော်ဒါလောက်ကတော့ဒါလုံးလိုက်ပျောက်ဆိုတဲ့စကားလုံးမျိုးတွေ ਨੇ လွယ်လွယ်ကူကူနဲ့ label တက်ပြီးတော့မှသူတို့ရဲ့ခံစားချက်တွေကိုကျမတို့တွေမထီမဲ့မြင်ပြူတဲ့ဇကားတွေနဲ့ခေါင်းစဉ်မတက်မိဖို့အင်မတန်မှအရေးကြီးပါတယ်။ဘာဖြစ်လို့လဲအခုနပြောတဲ့ဇကားပဲကျမပြောမယ်။ယောက်ျားလည်းပဲလူသားသွေးနဲ့သားနဲ့ရှိတယ်သူနှလုံးခုန်တယ် သူ့ရဲ့ခန္ဓာကိုယ်ထဲမှာဖွဲ့စည်းထားတဲ့ cells တွေကကျမတို့အားလုံးနဲ့အတူတူပဲရှိတာမို့လို့သူ့ရဲ့နှလုံးခုန်ချက်တိုင်းဟာကျမရဲ့နှလုံးခုန်ချက်တိုင်းနဲ့အတူတူပဲသူမြင်တဲ့အရာတွေသူကြုံတဲ့အရာတွေကအမျိုးသမီးများကြုံတဲ့အရာတွေလို့သူလည်းပဲ abuse ကြုံလို့ရ sexually abuse လည်းသူကြုံနိုင်တယ် violence တွေအမျိုးမျိုးကြုံနိုင်တယ် bullying တွေသူလည်းအမျိုးမျိုးကြုံနိုင်တယ်မိန်းကလေးမှကြုံလို့ရတဲ့အရာမဟုတ်နေဘူးဆိုတော့ အကြောင်းတရားကိုကျမတို့မြင်တတ်ဖို့လိုမယ်ကြားပြီးတော့နားထောင်တတ်ဖို့လိုမယ်ဆိုတဲ့ဟာလေးဒီညလေးမှာပြောချင်ပါတယ်အဲ့တော့အမျိုးသားများရဲ့ဂျမ်းမာရေးစိတ်ပိုင်းဆိုင်ရာဘာကြောင့်အရေးကြီးသလဲမိသားစုတစုမှာအမျိုးသားလို့ခေါ်တဲ့ဖခင်အဖိုးအမျိုးသားတယောက်ဂျမ်းမာခြင်းဒီမိသားစုတစုလုံးဂျမ်းမာခြင်းဖြစ်တယ်မိသားစုမှာအမျိုးသားဂျမ်းမာခြင်းဒီ ကျမတို့ရဲ့ community လို့ခေါ်တဲ့လူမှုအဖွဲ့အစည်းမှာကျမတို့အတွက်ကြန့်ခိုင်ဖို့ရန်တာမန်ဖို့ရန်တို့တွေက voice တွေကို raise လုပ်နိုင်တဲ့တာမန်ပြီးတော့မှကြန့်ခိုင်တဲ့ခေါင်းဆောင်ကောင်အမျိုးသားတွေရှိဖို့အတွက်ဒီအမျိုးသားတွေရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကြံ့မာခြင်းအရေးကြီးတယ်။အားလုံးအတူတကွအမျိုးသားအမျိုးသမီးတွေအတူတကွလက်တွဲပြီးတော့မှ ကျမ်းမာခြင်းအတွက်ပူပေါင်းကြတဲ့အခါမှာကျမတို့ရဲ့နေစဉ်နဲ့ဘဝမှာမျောလင်းချက်ဆိုတဲ့ပန်းနိုင်ကိုကျမတို့အားလုံးကို ပြည့်ပေးမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုပြောရင်းနဲ့ဒီကနေ့ကျမတို့ပတ်ဝန်းကျင်မှာရှိတဲ့အမျိုးသားများကို ကျမတို့သူတို့ရဲ့ကျမ်းမာရေးစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအရေးကြီးကြောင်းကိုအလေးပေးဂရုစိုက်ပြီးနားထောင်ကြရအောင် တို့ကိုကျမတို့တကယ်ချစ်တယ်တို့ကိုကျမတို့တကယ်ပဲလေးစားတယ်တို့ကိုကျမတို့တကယ်ပဲယိုသေးတယ်ခေါင်းဆောင်တယောက်အနေနဲ့အိမ်ထောင်ဦးစီးတယောက်အနေနဲ့တတ်မှတ်တယ်ဆိုလို့ရှိရင်တို့တွေငွေကြေးနဲ့ကြန့်ခိုင်ပြီးတန်မှန်ပြီးတော့မှ လုံနိုင်၊ကြိုင်နိုင်ယုံနဲ့မကျေနပ်ကြရအောင်တို့ရဲ့စိတ်တို့ရဲ့ရုပ်ကလေးကြမ်းမာရဲ့လားဆိုတာကိုအမြဲတမ်းမျက်လုံးလေးနဲ့ watch နားလေးနဲ့နားထောင်ပြီးတော့မှဗဇက်ကလေးကိုညံ့များပိတ်ပြီးတော့မှနားထောင်ပေးခြင်းအပြင်ပံ့ပိုးပေးကြရအောင်လို့ဒီနေရာမှာအားလုံးကိုဝေမျှတိုက်တွန်းအပ်ပေးခြင်းပါတယ်ဂျေဇူးအများကြီးတင်ပါတယ် thank you